ထောင်1995ခုနှစ်မြန်မာနိုင်ငံတရားစီရင်ချောင်းစာမျက်နှာတက်ဦးကျော်မြင့်ပါနဲ့နဲဦးလာငွေပါနဲ့အီစင်ထောင်းအော်ရီယိုဘော့ကိုအထက်တန်းရှင်နေဦးအောင်ခိုင်ဦးအထက်တန်းရှင်နေတော့ပြပြပြိုးနဲ့တရားလွတ်တော်ရှင်နေဦးထိုင်နေဦးရောမီတာစုမှာစီစဉ်ဆောင်ရွက်ပြီးတော့တိတ်တီဝင်မှဖတ်ကြားခြင်းဖြစ်ပါသည် တရားမပထမအယူခံမှုတရားရုံးချုပ်တရားသူကြီးဦးအောင်မြင်းရှိရင်ဦးကျော်မြင့်ပါနဲ့နဲဦးလငွေပါနဲ့ခွင့်ပြုမိတ်ရစဲခြင်း Grand Charter ပေးလိုက်တည်နေတဲ့ပြိုင်နက်စီမံခန့်ခွဲပိုင်ခွင့်ပြောင်းလဲမှုရှိမရှိစုံဖြတ်ချထို့သောအခမဲ့နေထိုင်ခွင့်ပြုသူယူခံတရလိုသည်မိမိကနေထိုင်ခွင့်ပေးထားသောယူခံတရပြိုင်များအားခွင့်ပြုချက်ကိုရုတ်သိမ်း၍နှင်ထုတ်ခွင့်ရှိသည်ဆိုသည်မှမှန်သည် တို့ရရင်အီမှုတရားမစွဲဆိုမီကပင် ယူခန်တဲပန်1ဦးလငွေဤဇနီဒေါခင်1အမည်ဖြင့် Grand Charter ပေးလိုက်သည်နှင့်တပြိုင်နက်အချင်းဖြစ်မည်ကိုစီမံခန့်ခွဲပိုင်ခွင့်မှပြောင်းလဲသွားသည်ထိုအချိန်ထိုကာလမှစ၍ယူခန်တဲလိုတို့ဤခွင့်ပြုချက်ရနေထိုင်ခဲ့ကြသောယူခန်တဲပြိုင်တို့သည်အစိုးရထံမှမြင်ငါအခွင့်ရေးရနေထိုင်ကြသူများအဖြစ်ပြောင်းလဲသွားပြီဟုဆိုရပေမည်ယူခန်တဲလိုများအတွက်တရားဥပဒေရှင်နှင့်ဥခင်တုံး ကိုစားတရားရုံးချုပ်ရှိနေဦးအောင်ခင်မှရေးသားချက်တင်သွင်းသည်ယူခန့်တည်ပြန်များအကြားတဲ့ဦးခင်မောင်မြင့်တရားရုံးချုပ်ရှိနေနှင့်ဦးထေဝင်တရားရုံးချုပ်ရှိနေပဲခူးတိုင်းတရားရုံးပြည်မြို့နယ်စု1992ခုနှစ်တရားမကြီးမှုအမှန်20နှစ်တွင်ယူခန့်တည်လို့ဦးကျော်မြင့်ဒေါ်သန်းတို့ကပြည်မျိုးစံတော်ရက်ကွာကိုဒီစံတော်နောက်ဥပိုင်အမှတ်၄မြေချင်း area တရမ136မြေပေါ်တွင်ယူခန်တဲပြိုင်တဦးလောင်ဝင်အားစာချုပ်ဖြင့်အခမဲ့နေထိုင်ခွင့်ပြုခဲ့ကြောင်းယူခန်တဲပြိုင်နှင့်ဦးမျိုးမြင့်သည်ဦးလောင်ဝင်ထံမှယူခန်တဲလူများ၏ဂရမင်းအရှိဘအေရီယာ3ညတရမ3239ဧကကိုဝယ်ယူသူဖြစ်ကြောင်းဖေရှားပြင်အကြောင်းကြားတော်လဲမလိုက်နာကြောင်းအဆိုပြု၍တရားစွဲဆိုရာပါလက်ခံရသဖြင့်တရားရုံးချုပ်သို့ယူခန်ဝင်ရောက်သည် ယူကန်တယ်လိုများဤရှင်တွေကယူကန်တယ်ပြန်များသည်ဂရမ်အမီပြောင်းခြင်းရောင်းစားခြင်းအပေါ်တရားဆွဲဆိုခွင့်မရှိဟုဆုံးဖြတ်ခြင်းသည်မာရင်ကြောင်းဂရမ်ကိစ္စကိုအသားပေးဆုံးဖြတ်ခြင်းသည်မာရင်ကြောင်းအခွင့်အမဲ့ရနေသူအားနှင်လုံမှုတွင် ပိုင်ဆိုင်မှုကိုအဓိကစဉ်းစားရမလိုပါကြောင်းဂရမ်ချာတာပေးခြင်းနှင့်အခမဲ့နေထိုင်ခွင့်ပေးခြင်းတို့သည်တိကျစီဖြစ်ကြောင်း ဂရန်တတန်းမကုံမီ အခမဲ့နေထိုင်သူအားနှင်းခွင့်ရှိကြ။မောင်ကျဲပါသုံးနှင့်အမအရှာပြီးအမှုတင်၌ညွန်ပြထားပါသည်ဟုလျှောက်လေသည်။ ယူခန်တဲပြန်အရှင်နေကယူခန်တဲပြန်တဦးလာငွေသည်ယူခန်တဲလိုနှင့်တော်တန်းတန်းထံမှအချင်းပြင်းမြင်နေရကို7000နှင့်ဝယ်ယူခဲ့တော်လဲအုံပြုခွင့်ပေးထားသည့်သဘောဖြင့်ဟန်ဆောင်စာချုပ်ပြုလုပ်ခဲ့ကြောင်း30ရက်12လ88တွင်ဦးလာငွေ၏ဇနီးဒေါခင်တဲအမည်ဖြင့်မြင်းငါးခွင့်ချထားပြီးဖြစ်ကြောင်း ယူခန်ကျဲပိုင်းနဲ့ဥမျိုးမြင့်နေထိုင်သောမြေကိုလည်းဥမျိုးမြင့်အမည်ဖြင့်မြင်းငောင်း Grand Chara Baby ဖြစ်ကြောင်းယူခန်ကျဲလိုများတရားဆွဲဆိုသည့်အချိန်တွင်တရားဝင်အကျိုးခံစားခွင့်မရှိတော့အကြောင်းလျှောက်လဲသည်ယူခန်ကျဲလိုနှင့်ဒေါ်သန်းန်းဤထွက်ချက်တွင်ခင်မွန်းဖြစ်သူယူခန်ကျဲလိုတစ်ဦးကျော်မြင့်ရခိုင်ပြည်နိုင်တာဝန်ထမ်းဆောင်နေစဉ်အယူခံတဲပြန်တက်ဥလားငွေအားအချင်းဖြစ်မြင်၌အခမဲ့နေခွင့်ပြုခဲ့ကြောင်းဥကြောင်မြင်ပင်စင်ယူသောအခါဖေရှားပေးရန်ဥလားငွေကသဘောတူထားပါကြောင်း ယူခန်တဲလိုဥကြောင့်မြင်ဤထွက်ချက်တွင်ဇနီးဖြစ်သူဒေါ်သနန်းကယူခန်တဲပြိုင်တဲဥလာငွေအား နေခွင့်ပြုသည့်စာချုပ်တသိခန်ကကြီးကိုတင်များထားကြောင်းချင်းပြည်မျိုးကိုဥလာငွေကအလွဲသုံးစားပြုသည့်ဖြစ်ပြည်သူကောင်စီတို့တိုင်ကြားခဲ့ပူကြောင်းမြို့မြေခပေးဆောင်သည့်1988ပြည်စာများနှင့်အချင်းပြည်မျိုးအကျိုးခံစားခွင့်အရရက်ကိုပိုင်ဆိုင်ကြောင်းကြေညာသည့်စာချုပ်တသိခံကကြီးကိုတင်ပြခဲ့သည် တို့ရတွင်ဥလောက်ငွေနေထိုင်သောမြေမှာယခုအခါဥလောက်ငွေဤစနေကျော်ခင်တစ်အမည်ဖြင့်29ရက်12လ88နေတွင် Grand Charter ပေးပြီးဖြစ်၍၎င်းနေဖြင့်အကျိုးခံစားခွင့်မရှိတော့ဟုဆိုလျင်မှန်ကြောင်း ထို့ပြင်1980ပြည့်နှစ်ခန့်က၎င်းအမည်ဖြင့်ဆက်လက် Grand Chape ရန်လထအခွန်ဦးစီးဌာနသို့လျှောက်ထားခဲ့သည့်အပြင်မြေပေါ်၌လက်ရှိနေထိုင်သူများအား Grand Chape မပေးရန်ကန့်ကွက်ခဲ့ပါသောထို့သောကန့်ကွက်ခဲ့တော်လဲဒေါခင်တင့်ယူခန်တေပြန်ဦးလောင်ငွေဤစနီးအမည်ဖြင့် Grand Chape ပေးခဲ့သည်ဆိုလျှင် မှန်မှအကြောင်းထပ်ဆိုထားသည်ကိုတွေ့ရသည်ယူခန်တဲပြန်တို့သည်အချင်းဖြစ်မြေကိုငွေကျပ်9000ဖြစ်ဝယ်ယူ၍နေထိုင်ခြင်းမဟုတ်ဘဲယူခန်တဲလိုဥကြောင်မြင်းနှင့်ဇနီတော်တန်တန်တို့၏အခွင့်အမေရနေထိုင်ခဲ့ကြသည်ဟုဆိုစေကမူတရားဆွဲဆိုသည့်အခါ၌ယူခန်တဲပြန်ဥလငွေဇနီတော်ခင်တင့်၏အမိဖြင့် Grand Charter Baby ဖြစ်ကြောင်းဝန်ခံထားသည် ယူခန့်ကျက်လို့ဤရှင်တွေက grand chara ပေးခြင်းနဲ့အခမဲ့နေထိုင်ခြင်းသည်တခြားစီဖြစ်ကြောင်း grand တသားမကုံမီအခမဲ့နေထိုင်သူအားနှင်ထုတ်ခွင့်ရှိကြောင်းမောင်ကျဲပါသုံးနှင့်မအရှာပြီးအမှုတင်၌ညွန်ပြထားကြောင်းလျှောက်လဲတင်များသည်အဆိုပါစီရင်ထောင်းတွင်အစိုးရမြေပေါ်တွင်နေထိုင်ခွင့်ရသူကအခွင့်မရှိဘဲမြေပေါ်၌နေထိုင်သူအားတရားရုံးတွင်ဖယ်ရှားထွက်ခွာပေးစေလိုမှုဆွဲဆိုနိုင်ကြောင်းအဆုံးဖြတ်ပေးထားခြင်းသာဖြစ်သည် ။ဤမှုတွင်ယူခန့်တက်လိုသည်၁၈ရက်၁၇ရက်နေ့၌ဘကိုးတိုင်းတရားရုံးပြီးခရိုင်၌တရားဆွဲဆိုခဲ့သည်။ယူခန့်တက်ပြန်ဦးလငွေဤစနီဒေါခင်တက်အမည်ဖြင့်၂၉ရက်၁၂လ၈၈ရက်နေ့၌ Grand Chara Baby ဖြစ်သည်။ တရားဆွဲဆိုသည့်အချိန်၌အချင်းဖြစ်မြေပေါ်၌နေထိုင်ခွင့်ရသူသည်ယူခန့်ကျဲပြန်များသာဖြစ်သည်ထို့ကြောင့်ယူခန့်ကျဲလို၏ရှင်နေရည်ညွန်းသောစီရင်ထုံးမှအကြောင်းအရာနှင့်မတူချေမြင်ကားဂရန်ခံယူရ၌ခံယူသူသည်မြင်ကားခွင့်ရင်းများကို လွဲပြောင်းခံယူရရှိသည်အချင်းဖြစ်မြေမှာယူခန့်ကျဲလို၏ဥကြောင့်မြင်၏အမည်ဖြင့် Grand Sara ပေးခဲ့သည့်ဖြစ် မြေကိုစီမံခန့်ခွဲအသုံးချနိုင်သူဖြစ်သည့်အလျောက်ယူခန့်ကျပြန်ဥလောက်ငွေတို့အားနေထိုင်ခွင့်ပြုခဲ့သည်တနည်းအားဖြင့်ယူခန့်ကျလိုဥကြုံမြင်သည်မိမိအမည်ဖြင့်ရရှိထားသောဂရန်ကိုအကြောင်းပြု၍ယူခန့်ကျပြန်တို့အားအခမဲ့နေထိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်ထို့သောအခမဲ့နေထိုင်ခွင့်ပြုသူယူခန့်ကျလိုသည်မိမိကနေထိုင်ခွင့်ပေးထားသောယူခန့်ကျပြန်များအားခွင့်ပြုချက်ကိုရုပ်သိမ်း၍နှင်ထောက်ခွင့်ရှိသည်ဆိုသည်မှမှန်သည် တို့ရတွင်ဤမှုတရားမဆွဲဆိုမိကပင်ယူခံကျပြိုင်တက်ဥလငွေဤဇနီဒေါခင်တက်အမည်ဖြင့်ဂရန်ချာရာပေးလိုက်သည်နှင့်တပြိုင်နက်အချင်းဖြစ်မည်ကိုစီမံခန့်ခွဲပိုင်ခွဲမှပြောင်းလဲသွားသည်ထို့အခါထိုကာလမှအစာ၍အယူခံတယ်လိုတို့ဤခွင့်ပြုချက်အရာ နေထိုင်ခဲ့ကြသောအယူခံကျပြိုင်တို့သည်အစိုးရထံမှမြင်ကားအခွင့်ရေးအရာ နေထိုင်ကြသူများအဖြစ်ပြောင်းလဲသွားပြီးဟုဆိုရပေမည်ထို့သောမြင်ကားအခွင့်ရေးအရာနေထိုင်ကြသူများအားတစ်ချိန်ကအယူခံတယ်လိုဤခွင့်ပြုချက်အရာ နေခဲ့သည်ဟုသောအကြောင်းပြချက်ဖြစ် င့်နှင်ထုတ်ခွင့်မပြုနိုင်တော့ပေထို့ကြောင့်မူလတိုင်းတရားရုံးဤစင်ချက်နှင့်ဒီဂရီအပေါ်စွဖက်ရန်အကြောင်းမရှိချေဤယူခံမှုကိုဈေးနှင့်တကွာပတ်လက်သည်ရှင်းနေစေချက်နေရာသတ်မှတ်သည်